အားလုံးမမင်္ဂလာပါခင်ဗျာ90 get soccer channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီဗီဒီယိုမှာရွှေရီဖလားပွဲကောင်းနှစ်ပွဲကို preview လုပ်မှာဖြစ်ပါတယ်ဘောလုံးပွဲတွေကိုနေရာကျကျကစားကြတဲ့ညီကိုတွေကိုကြည့်ကြခွန်ချစ်ကိုနဲ့တော်ရောက်ဆက်သွယ်နိုင်ပါတယ်အပေါင်းကုန်းကကိုခွန်ခွန်သုံးကနိနေဆောင်တဲ့ကိုတော်ရောက်ဆက်သွယ်ပြီးတော့မေးခွန်းနဲ့ပဲစိတ်ကြိုက်ဖြစ်ပြီးဆိုကစားလို့ရပါတယ်ဗျာကျွန်တော်ဒီဘဲတွေကိုကြော်ညာပေးတော့ကငွေကြေးရေးယုံကြည်စိတ်ချရတယ်ဆိုတော့စံနှုန်းကြောင့်ဖြစ်ပါတယ် ီညမှာတတူရဲ့ရောင်းပွဲပြန်လည်ထွက်ခြင်းမှာဖြစ်ပါတယ်စိတ်ဝင်စားတဲ့သူတွေတော့ရောက်မေးမြန်းစုံစမ်းနိုင်ပါတယ်ဗျ AFA Cup Round 4 Arsenal နဲ့ Brighton ကစားကြမဲ့ပွဲကမြန်မာစံတော်ချိန်2:15မှာဖြစ်ပါတယ်2022ခုနှစ်တုန်းကဒီအဆင့်မှာဒီနှစ်သင်းတွေ့ဘူးတယ်ဗျအဲတုန်းက Brighton က1-3နဲ့နိုင်သွားတယ်မနေ့ကရာသီမှာဒီနှစ်သင်း Arsenal ကွဲမှာ Premier League ပွဲကစားကြတော့တစ်ဖက်တစ်ကိုယ်စီတည်ကြပါ အဲ့ဒီဘွဲမှာအာဆနယ်တဲကဘော်ရီဂျက်တက်နော့90ပေးတယ်ကိုပေါင်းကျဲက 3D ဆိုပြီးတော့ပေးခဲ့ပါတယ်ဗျဒီဘွဲနဲ့စတဲ့ကျဲမှာကြတော့အာဆနယ်ကဘော်ရီဂျက် 1D ပေးတယ်ကိုပေါင်းကျဲက3ပေါင်း90ပေးတယ်အခုမြန်မာစံတော်ချိန်နေ့လယ်တနာရီ41မိနစ်အချိန်မှာကြတော့အာဆနယ်ရဲ့ဘော်ရီဂျက်ဒီတက်အနုတ်30ဖြစ်လာတယ်ကိုပေါင်းကျဲက3ပေါင်း20ဖြစ်လာပါတယ်အာဆနယ်အသင်းဒီအခုကစားမဲ့ဘရိုက်တန်နဲ့ဒီဈေးကွက်မှာ level 2အသင်းတွေလို့ကျွန်တော်တို့ပြောလို့ရတဲ့ crystal palace fulham newcastle manchester united ဒီသင်းနဲ့နဲ့သူကလောက်ခဲ့ပြီးပြီဗျအဲ့ဒီ playlist တို့ Newcastle တို့ Man U Fulham Brighton ဒီသင်းနဲ့ဒီကြော်ကြောင်းမှုကွာဟမှုပိုင်းမှာ Man U တို့ Newcastle တို့ကတာရပေမဲ့ဒီရာသီဈေးကွက်တန်ဖိုးအရာတော့ဒီသင်းနဲ့ဒီတသင်းနဲ့တသင်းကြားဈေးကွက်ကွာဟမှုကြီးကြီးမားမားမရှိဘူးအနှုတ်90တောင်ပြပြဝဝမရှိတော့တဲ့အတွက်ဈေးကွက်တူအသင်းနေလို့ကျွန်တော်သုံးနှုတ်ရချက်ဖြစ်ပါတယ် Crystal Palace ကိုအိမ်ခွဲမှာ1-0 Fulham ကိုဝေးခွဲမှာ1-0 Newcastle အသင်းကိုဝေးခွဲမှာ1-2 မန်ချက်စတာယူနိုက်တက်ကိုအဝေးဘက်မှာ0-1ဆိုပြီးတော့တကူအကွာရီနဲ့ကြည်ပဲအာဆင်နယ်ကကတ်ပြီးတော့နိုင်ထားပါတယ်။ကျွန်တော်မချုံထားပေမဲ့ရှစ်ပြက်၉ပြက်ဖြစ်ထားတာမရှိဘူးဗျ။ပြီးတော့အခုအင်ရှင်တင်းကနေပေးထားတဲ့တင်းနှုတ်30 40 50အဲ့ဒီဂျင်းနဲ့အာဆင်နယ်ကဒီရသီမှာဘလောက်သားစားတာဖြစ်လဲကိုပြန်ကြည့်တော့လောလောလတ်လတ်ပဲအဲ့ဒီဂျင်းနဲ့သူနှစ်ပွဲကစားထားတယ်။ Crystal Palace အသင်းကိုပြီးခဲ့တဲ့ပွဲမှာတင်းနှုတ်50ဂျင်းနဲ့ပဲသူရက်လက်နိုင်တယ်။ဂျင်းတော့ကြတယ် ပွဲစဉ်လေးမှာ Northern Forest နဲ့ကလာတော့တင်းလုံး40ဘောရီကျေးပဲသူပေးခဲ့တယ်အဲ့ဒီပွဲမှာရက်လက်နိုင်နဲ့ကြေးအောင်တယ်ဒီပွဲဒီတင်းလုံး20 30 40နဲ့အာဆာဒန်တို့တတိယမြောက်ကလာရောက်မဲ့ပွဲဖြစ်ပါတယ်ပြီးတော့ဒီအသင်းရဲ့ဒီချိုယေဖလားပေါ်တံပိုးထားမှုအာယုံဆိုင်မှုကိုကြည့်ဖို့လည်းလိုတယ်ဗျပရီးမီးယားလိဖလား73ကြိမ်ရဘူးတယ် FA ဖလား74ကြိမ်ရဘူးတယ်ကွန်မြူနတီတိုင်းပြိုင်ပွဲမှာ18ကြိမ်ပိုဆွဲခဲ့ဘူးတဲ့အာဆာနယ်ဟာ ဒီ leaf flower ကိုတော့1962 63မှာတစ်ကြိမ်66 69မှာတစ်ကြိမ်ဒီနှစ်ကြိမ်မှာသူတို့ပိုဆွဲထားသေးတယ်ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ semi final ကိုသူတို့ရောက်တယ်2023မှာ round 4ကပဲပြန်တယ်2022မှာလည်း round 3ကပဲသူတို့ပြုတ်တယ်2021မှာ semi final 2020မှာ quarter ဆိုတော့ Arsenal ဒီအရင်မပါတဲ့ဒီ flower ကိုတိတ်အားမထည့်ဘူးဆိုတာဆက်လက်တည်းရတွေ့ရတယ်လက်ရှိ Arsenal အသင်းဒီ Premier League မှာ ascent Champions League မှာလည်း၃ဘွဲကစား၃ဘွဲနိုင် 16သင်းအဆင့်ကိုတိုက်ရိုက်တက်ဖို့အခြေအနေကောင်းနေခြင်းမကြာခင်မှာလည်းဒီ FA Cup ပွဲတွေပြန်လာတော့မယ့်အချိန်မှာအာဆင်နယ်တို့ဒီချိုယေဖလားကိုတူတူတန်တန်ကစားပါမလားဒီရသည်မှာအဓိကဖလားတွေတဲကတခုခုကိုတူတူတန်တန်လုပ်ပြဖို့ငွေသုံးကြမ်းထားတဲ့အာဆင်နယ်ရင်မချက်ကြီးနေတဲ့အာဆင်နယ်အနေနဲ့အခုကစားရမယ့်အသင်းကလည်း Brighton နဲ့ဖြစ်နေတော့ဒီပွဲကိုအာဆင်နယ်တို့ရေကုန်ရေကန်းကစားပါမလားအဲ့ဒီအဆက်တစ်ဆက်ကပဲ Brighton အသင်းကိုကန်ကောင်းသွားစေတယ်လို့ဆိုရမယ် ဘရိုက်တန်တွက်ကြတော့ဒီဖလားကိုကန်ပြောင်းနိုင်ရင်ရမယ့်စုကြီးပေါင်တသိန်းဆိုတာထက်ဒီယူရိုပါကွန်ဖရင့်လိဂ်ကိုဝင်ခွင့်ရမယ်ဆိုတာကြီးကမလုံးတစ်ခုပဲဗျဒါပေမဲ့ပြဿနာကဘရိုက်တန်ကလည်းဒီ EFN ကတ်နဲ့လမိုင်းကိုမကတ်တာဗျလွန်ခဲ့တဲ့7နှစ်အတွင်းကိုပြန်ကြည့်ဗျဒီဖလားကိုအမြင့်ဆုံးဘရိုက်တန်ရောက်ခဲ့တဲ့အဆင့်ဟာ round 4ပဲဘယ်သင်းနဲ့ပဲတွေ့တွေ့ round 4မှာပြုတ်တယ်ဘယ်သင်းနဲ့ပဲတွေ့တွေ့ round 2မှာပြုတ်တယ် round 3မှာပြုတ်တယ်ဒီလိုရှင်နေမျိုးတွေကြီးပဲဘရိုက်တန်ဟာဒီဖလားကိုကစားထားတယ် ဒီဖလားကိုတကယ်ပဲအာရုံမကြတာလားပွဲပတ်မခံကျင်တာပဲလားဒါမှမဟုတ်တကယ်ပဲရှုံးခဲ့တာလားမသိပေမဲ့ Brighton ဒီဒီဖလားမှာလွန်ခဲ့တဲ့7နှစ်အတွင်းပြ Quarter Final ကိုရောက်တယ်ဆက်ဆောင်သင်းစင်ကိုရောက်တယ်ဆိုတော့လုံးဝမရှိခဲ့ဘူးဒီရသည် Premier League 6ပွဲမှာ Brighton ဒီကြီးချောက်ကြီးတွေက Manchester United ရဲ့ Chelsea ရဲ့ Tottenham Hotspur ရဲ့ Man City ရဲ့အဲ့ဒီ၄သင်းနဲ့သူကစားခဲ့ပြီပူပူနွဲ့နွဲ့ Manchester United ကိုသူရှုံးခဲ့တယ်ဆိုပေမဲ့ Man City နဲ့ Chelsea ကိုအနိုင်ကစားပြီးတော့ Tottenham အသင်းကိုတရေကစားထားတယ် ရာသီဆုံးပုံ၉ပွဲမှာပရီးမီယာလိဂ်၉ပွဲမှာဘရက်တန်အသင်းတွေနှစ်ပွဲဆက်ချုံးတာမရှိသေးဘူးဗျာဝက်ကင်ဆက်ဆောင်ရီကိုကြည့်ရင်တော့တိတ်အားရတယ်ရတော့မရှိဘူးပေါ့ဗျာချက်စစ်တသင်းတဲ့ကိုပဲသူနိုင်ပြီးတော့ဂျန်နဲ့အသင်းတွေကိုတော့သူချုံးတာတယ်ပွဲတိုင်းမှာဘရက်တန်အသင်းတွေပေးကိုရှိပါတယ်အဲ့လိုပဲပွဲတိုင်းမှာဂိုးရတယ်တစ်ဖက်ကအာဆင်နယ်ကလည်းဒီရာသီပရီးမီယာလိဂ်အိမ်ကွင်းစုပေါင်း၅ပွဲကစားပြီးချိန်မှာ၄ပွဲအထိကလင်းချီကစားထားတယ်ဆိုပေမဲ့ ဒီပွဲကဒီချိုရီဖလောက်ပွဲဖြစ်နေတဲ့အတွက်အာဆန်နယ်တို့အင်ပြည့်အပြည့်လာပါမလားဒီပွဲကိုအနစ်ချုပ်ရရင်ပရီးမီးယားလိစုစုပေါင်းအင်္ဂလန်ပြည်တွင်း၉ပွဲမှာအာဆန်နယ်အသင်းဒီ၂ပွဲဆက်ဗိုလ်ကြီးကြတဲ့ပွဲမရှိဘူးဘရက်တန်ကလည်း၂ပွဲဆက်ရှုံးနေဆိုတာတရားသေးမှမရှိသေးဘူးဒီနှစ်ခုအပြိုင်ပွဲမှာကျွန်တော်ကဘရက်တန်အသင်းဗိုလ်တကြောင်းတည်းကိုပဲကျွန်တော်ကြိုက်ပါတယ်ဗျာအာတီတာတာပတ်နတ်မယ်ဆိုရင်ဒီပြိုင်ပွဲဒီအစိုးကြီးတဲကသူတို့ထွက်ပေးရမယ့်ပြိုင်ပွဲဖြစ်ပါတယ် လီဗာပူးနဲ့ခရစ်စတပယ်လစ်ကသာကြမဲ့ပွဲကမြန်မာစံတော်ချိန်2:55မှာဖြစ်ပါတယ်ဒီနှစ်သင်းရဲ့ရေဆက်ကလည်းကုန်ကိုမကုန်နိုင်ဘူးဗျာပြီးခဲ့တဲ့ပရီးမီးယားလိရာသီပွဲစဉ်38မှာနောက်ဆုံးပိတ်ပွဲဖြစ်သလိုတွေ့တယ်လီဗာပူးပွဲမှာကသာတော့တကိုးစီတရေကြခဲ့ပါတယ်အဲ့ဒီပွဲမှာလီဗာပူးအသင်းကဘော်ဒီဂျေးတင်းထုတ်တရာထိတောင်းပေးခဲ့ပြီးတော့ဂိုးပေါင်းဂျေးက3အနှုတ်တရာဗျာပြီးတော့ဒီပရီးမီးယားလိပွဲတွေပြန်မဆခင် community တိုင်းမှာဒီနှစ်သင်းတွေ့တယ်အဲ့ဒီပွဲမှာတစ်ဖက်2ကိုးစီတရေကြတယ် အဲ့ဒီတော့ကဂျာကွဲမှာလီဗာပူးတဲကဘော်ဒီဂျေး1ပေါင်း40လောက်ပေးတယ်ဂိုးပေါင်းဂျေးက3အနှုတ်20ပေးခဲ့ပါတယ်ဒီလိုနဲ့ပွဲစဉ်6မှာဒီနှစ်သင်းဒီတစ်ခါထပ်ပြီးတော့ဆုံးပြန်တယ်ခရစ္စတယ်ပဲလစ်ကွဲမှာသွားကစားရတယ်2-1နဲ့ခရစ္စတယ်ပဲလစ်ကထပ်နိုင်တယ်ပြီးတော့တိတ်မကြသေးခင်ပွဲစဉ်6မှာပဲလီဗာပူးဒီခရစ္စတယ်ပဲလစ်ကွဲမှာသွားကစားရပြန်တယ်ဗျအဲ့ဒီပွဲမှာဘော်ဒီဂျေးတင်နှုတ်တရာဂိုးပေါင်းဂျေးက3အပေါင်း50ပေးခဲ့ပြီးတော့ပဲလစ်ကပဲ2-1နဲ့နိုင်သွားပြန် ဆိုတော့ဒီနှစ်သိန်းဒီ9လအတွင်းမှာစုစုပေါင်းဒီပွဲဒီ၄ကြိမ်မြောက်ကစားရမယ်ပွဲဗျ International break အပြီးမှာပဲဒီနှစ်သိန်းလုံးဒီဥရောပပွဲတွေကစားကြရတဲ့အတွက်ပွဲကတော့ပန်းနေပြီဗျအထူးသဖြင့် Liverpool ပေါ့ Liverpool သင်းဒီလက်ရှိရလတ်တွေစိုးနေတဲ့အချိန်မှာပွဲကလည်းပန်းနေပွဲတွေကလည်းလာကျက်နေတယ် Champions League ရဲ့ Premier League ရဲ့နှစ်ပွဲဆက်သူအဝေးဝဲမှာကစားကြရအခု၃ရက်ပဲချပြီးတော့နောက်ထပ်ပွဲကြက်တစ်ပွဲထပ်ကစားရတယ်ဗျ Crystal Palace ကြီးတော့လည်းအတူတူပဲ နှစ်ပွဲဆက်သူအဝေးဘက်မှာတောက်လျှောက်သူကစားရမယ်ပြီးခဲ့တဲ့ပွဲမှာအာဆင်နယ်ကိုဝေးဘက်မှာကစားရတယ်ဒီပွဲမှာလည်းလီဗာပူးကိုသူကစားရတယ်24ရက်နေ့မှာတပွဲ26ရက်နေ့မှာတပွဲပြီးတော့အခု29ရက်နေ့မှာတပွဲနှစ်ရက်ကိုတပွဲနှုံးတဲ့ကိုခရစ်စတဘဲလစ်ကလည်းကစားနေရတာဗျဒါပေမဲ့တေချာကြည့်ရင်တော့တသင်းလုံးဒီပွဲပန်းလာခြင်းတော့အတူတူပါပဲဗျဒီဘက်ဆက်တဲ့ကြီးမှာလီဗာပူးတင်းကနေဘော်ဒီချေတင်းအနှုံ50အထိပေးခဲ့ပြီးတော့ကိုအောင်ကြီးက3နှုံ20ပေးတယ်ဗျ။မနေ့ကတော့လီဗာပူးရဲ့ဘော်ဒီချေဒီ 1D 3D ဖြစ်လာတ ီနေ့နေ့လယ်မြန်မာစံတော်ချိန်အခု2နာရီထိုးကန်ဒီအချိန်မှာလီဗာပူးရဲ့ဘော်ဒီချိန်ဒီ1ပေါင်50ဖြစ်လာတယ်5ပေါင်ချိန်ကတော့ 3D ဒီတိုင်းပဲဗျာဒီချင်းရတော့ဗျာဒီ1ပေါင်50ဆိုတဲ့ဘော်ဒီချိန်ရတော့လီဗာပူးဒီအိမ်ကွဲမှာဘော်ဒီလက်အောင်ဖို့ခတ်တယ်အနိုင်ရဖို့လည်းခက်ခဲနိုင်တဲ့ခြေမျိုးကိုဖွင့်လာပြီးတော့ဒီပွဲဒီချိုရီဖလားပွဲဖြစ်နေတဲ့အတွက်တရက်ထဲမှာ10ချိန်လောက်ထွက်သွားရအောင်တော့ဗျာဘာမှတမ်းမှတ်ရမှာတိတ်မြဲမြဲဆဆမရှိတဲ့ပွဲ နောက်တစ်ဆင့်ကိုတက်သွားရင်ပို့ပြီးတော့ပွဲကြက်မယ်ပို့ပြီးတော့ရလက်တွေဆိုးဖို့ရှိနေတဲ့လီဗာပူးလိုအသင်းအတွက်ဒီပြိုင်ပွဲဟာဆော့ဆော့ဆီဆီနားတင်တယ်။ဒါပေမဲ့네덜란드နီးပြတွေကဒီဖလားကိုတော့မတ်တယ်ဗျ။သူရှိမှလွန်တော်ကြီးအရက်တာဟတ်ဆိုလည်းအဲ့လိုပဲဒီဖလားကိုအကြိမ်ကြိမ်ရောက်အောင်ဟိုရောက်အောင်ကြုတ်ကြခဲကိုကြိုးစားခဲ့ရတာ။အန်ဒီစလုတ်လည်းအဲ့ဒီနီလန်တိုင်းပဲသွားအောင်မယ်ဆိုရင်တော့လီဗာပူးတို့မလွယ်ပါဘူးဗျ။ဆိုတော့ပွဲပန်းနာခြင်းအတူတူပြဝေဖက်မှာလာကစားရမယ့် Crystal Palace လို့အသင်းကို Liverpool က1.50ဆိုတဲ့ body change မှာတော့ Crystal Palace အသင်း body တကြောင်းပဲကျွန်တော်ကြိုက်ပါတယ်ဗျာ။ Sony လက်နောက်ထောင်ပေးကြရတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်။မြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းပါစေ။အတ္တမတရားလည်းမြန်မြန်ကြဆုံးပါစေခင်ဗျာ။